င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။တောင်ဆန်းစုကြည်လွတ်မြောက်ရေးမြန်မာစစ်တပ်ကိုပြရားပြင်တာဖြစ်သူကတရုတ်သမ္မတရှီဂျင်ပင်ကိုမြေတားရခံမြန်မာဒီမိုကရေစီခေါင်းဆောင်နိုင်ငံတော်အိတိုင်မေကပ်ပုတ်ကိုတောင်ဆန်းစုကြည်ကိုပြတ်လွတ်ပေးရင်မြန်မာစစ်တပ်ကိုပြရားပြင်တာဖြစ်သူကိုဒိန်လင်းကကယ်ရစ်ကတရုတ်သမ္မတရှီဂျင်ပင်ကိုမြေတားရခံလိုက်ကြောင်းစိုက်ချောင်းသောမော်နီပို့စ်ကသတင်းဖော်ပြရတယ်။စီအနာသင်ခဲ2021ခုနှစ်ကစတင်ပြီးထောင်သွင်းကြေညာခံရတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့နှလုံးရောဂါ ပြဿနာနဲ့ထောင်ရင်းချိန်နေတဲ့ဇဝနိမှုကိုတားပြစ်သူကွန်တိန်လင်းကထုတ်ဖော်ပြောဆိုထားပြီးတော့တရုတ်သမ္မတရှီကျင်ပင်နဲ့ဖြင့်မိခင်တော်ဆန်စုကြည်လွတ်မြောက်ရေးစစ်တပ်ကိုဖိအားပေးရန်တောင်းဆိုတယ်။သူဘက်ကိုလွတ်ပေးရင်လည်းလွတ်မြောက်တဲ့သူတွေကိုလွတ်ပေးဖို့ဆင်ဆွာကိုဖိအားပေးဖို့တရုတ်သမ္မတရှီကျင်ပင်ကိုမြစ်တာရက်ခံပါတယ်။မိမိကိုလွတ်ပေးဖို့တရုတ်ကတောင်းဆိုနေတယ်။တရုတ်အနာပိုင်းတွေကသူမကိုတွေ့ခွင့်ရဖို့တောင်းဆိုပေမဲ့လည်းစစ်တပ်ကတွေ့ခွင့်မပြေဘူး။တခြားဘသူကိုမှလည်းတွေ့ခွင့်မပေးဘူး။တောင်ဆန်စုကြည်ကိုတွေ့ခွင့်ရရှိစူးစမ်းမှုတွေကိုဖိတ်ခေါ်လိုက်ပြီး ထို့သောတွေ့ခွင့်ရရှိပါကအနည်းဆုံးနေပြင်တော့ဆန်းစုကြည်အသက်ရှင်နေရကိုတည်ပြုံနိုင်မည်ဖြစ်ကြောင်းပြောရယ်အမြဲတမ်းညီဆွေရကလည်းတော့ဆန်းစုကြည်ကိုဇလက်ချင်းချထားခြင်းကတိုင်းပြည်ကျက်တဲ့ကိုပုံမှန်နဲ့ဆိုင်စီမည်ဖြစ်ကြောင်းပြောဆိုရယ်တော့ဆန်းစုကြည်ကိုဖက်လက်ဆက်လက်ဖန်ဆီးထားတာကတော့ တဘောတော့ကောလမှုတွေကိုခိုင်မာစေမဲ့ပလိပခောက်ရှေ့ချစေမဲ့မြို့သားပြန်လည်တင်မြေကိုပုံမှုခက်ခဲစေမှာလို့အန်ယူဂျီနိုင်ငံတကာပူပေါင်းဆိုင်မှုဆိုင်ရာဝန်ကြီးဒေါက်တာဆဇာကပြောတယ်။ဒေါက်ဆန်းစုကျဲသားဖြစ်သူကိုထိန်လင်းကတော့သူ့အမေကိုလူချင်းပြန်လည်တွေ့ဆုံခြင်းကြောင့်ပြောဆိုတယ်။ကိုထိန်လင်းက1988ခုနှစ်ကတည်းကဒေါက်ဆန်းစုကျဲနဲ့ကွဲသွားခဲ့ခြင်းဖြစ်တယ်။ဒေါက်ဆန်းစုကျဲနေဖြစ်အာနာယာရှိတဲ့ကမြောက်လိုက်တဲ့တရုတ်နဲ့ပုံမှုရင်းရဲ့ဆက်ဆံရရှိခဲ့ပြီးပုံမှုကောင်းမွန်တဲ့ဆက်ဆံရှိခဲ့ကြောင်းကိုထိန်လင်းကဆိုပါတယ်။ မမေနဲ့အလဒီယာအနာသိမ့်မှုမတိုင်ခင်တရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ဖြစ်ထွန်းတဲ့ဆက်ဆံရေးရှိခဲ့တယ်။သူမကတရုတ်နဲ့ဆက်ဆံရေးကိုမြင့်တင်မှုစူးစမ်းခဲ့တယ်။ဒါကသူ့နိုင်ငံအတွက်အရန်ရေးပါရစွာသဘောပေါက်တယ်လို့ကိုထိန်လင်းကဆိုတယ်။အလဒီဆွဲလက်တန်2015နဲ့2016ခုနှစ်တို့မှာဒေါင်ဆန်စုကြည်ကတရုတ်နိုင်ငံကိုတရားလည်ပဲခဲ့ပါတယ်။ဆက်လက်ပြီးတော့မိခင်ဖြစ်သူဒေါင်ဆန်စုကြည်လူမျိုးရဲ့အတွက်ကိုထိန်လင်းတရုတ်နိုင်ငံကိုကိုညီတောင်းမိခင်ဖြစ်သူနိုင်ငံတော်တိုင်ပင်ခံပေါ်ကိုဒေါင်ဆန်စုကြည်လူမျိုးရဲ့အတွက်တရုတ်နိုင်ငံကိုကိုညီတောင်းခံခဲ့လို့ KRS ကကိုထိန်လင်းကဒီကနေ့မှသိပေးပြောကြားတယ်။ ။တောင်ဆန်းစုကြည်လွတ်မြောက်ရေးဂျပန်အနာသိန်းဆဲအုပ်စုကိုပုံမှုဖျက်ပေးတောင်းဆိုဖို့အတွက်ကိုတိန်နင်းကတရုတ်သမ္မတရှီဂျင်ပင်တန်ကိုတောင်းဆိုလိုက်တာဖြစ်တယ်။ဒီကနေ့ကျွန်တော်မေမေလွတ်မြောက်စေဖို့တရုတ်နိုင်ငံမှာအကူအညီပေးရတောင်းဆိုခဲ့ပါရယ်။မေမေနဲ့နိုင်ငံအကျဉ်းသားအလုံးလွတ်မြောက်မှုအသိမြတ်ပေါင်းစုံမှုနဲ့တင်ငင်ရေးအတွက်အရေးကြီးဆုံးပထမခြေလှမ်းဖြစ်တယ်လို့ကိုဒိန်လင်းကလူမှုကွန်ရက်မှာရေးသားထားတယ်။ တရုတ်ဆွေအနေနဲ့တော့ဆန်စုကျင်းလို့မြောက်လာကိုကြီးပေးနိုင်မဲ့ချင်းနေရှင်တွေလို့ကိုထိုင်းတွေကပြောဆိုတယ်ဒီကစတင်ပါလာကလေးကကိုထိုင်နေကမိခင်ပြတုတော်ဆန်စုကြီးမှာစံမရင်းနဲ့အတန်နဲ့အရေးပေါ်စွန့်ချက်ရှင်နေပြီးနှလုံးပိုက်ဆိုင်အခြေအနေပုံမှန်ဆွေးနွေးနေလို့တရားကြောင်ပြောဆိုထားပါတယ်။ဆက်လက်ပြီးမြောက်လိုက်တယောက်ခဲမန်လေးတက်တို့နှစ်တရားပြပွဲကိုဖုံးမယူရအိမ်မတဲရအထီးမယူရဟိုးတော်မဆောင်ရဆိုင်ကနဲ့ကားမဝင်ရမလို့ရဆိုတဲ့ တားမြစ်မှုတွေပါဝင်လောက်ကြွေးထုတ်တက်ကြက်ခဲ့ဂျပန်စစ်ကောင်းဆောင်မြန်လာယနေ့မနက်ပိုင်းတယောက်ခဲ့တဲ့မန်လေးတက္ကသိုလ်နှစ်တရားပြေပွဲမှာတယောက်လာတဲ့ចောင်းသားចောင်းသူတွေဆက်ဆက်မိုင်းနဲ့မြို့တချို့ကစစ်တပ်လောက်ကြွေးထုတ်တက်ကြက်စာစစ်ဆေးပွဲလောက်ဆောက်ခဲ့ကြပွဲတယောက်ခဲ့ဆက်ဆက်မိုင်းကပြောတယ်ယနေ့အော်တိုဘာလာလျက်နေမနက်ပိုင်းမြောင်းလိုက်တယောက်မဲ့မန်လေးတက်ကတော့ရာပြေခန်းနာအတွက်ចောင်းသားចောင်းတွင်နဲ့ဆရာဆရာမတွေမြို့ခံတွေကိုမြောင်းလိုက်မလာရောက်မီ၃နိုင်ခန့်ကြွတင်ခေါ်ယူခဲ့ပြီးလွန်ကျွေးစစ်စဲမှုတွေကိုထုလောက်ဆောင်ခဲ့ကြတယ်။ ထို့ပြင်မြောက်လိုက်လာမိဖြစ်ပြီးမန်လေးတက်ကတော့ရာပြေခန္ဓာကိုလာရောက်တဲ့ကားနဲ့ဆိုင်ကယ်လေးကိုအခမ်းအနားနဲ့အနည်းဆုံးနေရာတည်ယူဆောင်ခွင့်မပြုဘဲတတ်မှတ်ထားတဲ့အလွန်ဝေးနေရာကိုတွားရောက်ပါကင်တို့ရန်နာခိုင်းတာကြောင့်သိရတယ်။မြောက်လိုက်ကလာအချိန် drone နဲ့ပေါ်ချက်ခံပြီးကိုဆွဲပြီး drone ကြံပိုင်တင်ဆောင်ထားတဲ့ကားကြီးကမန်လေးတက်ကတော့ပဝင်ချင်းမှာလက်ပတ်ကင်းလိုက်ခဲ့ကြောင်းတက်ကတော့နဲ့အနည်းဆုံးမှရှင်ရဲလန်းဆောင်လန်းခွားအိမ်မှာလဲစစ်တပ်က drone gap တွေကိုခြားထားခဲ့ကြောင်းသိရတယ်။ ထို့သောလွန်ကြာ၏တင်ကြခဲ့တော်လည်းယနေ့အော်တိုဘားလ၄ရက်နေ့မနက်6:55မိနစ်ချိန်မန်လစ်မြို့နန်းတွင်ရှိအလဲပိုင်းနယ်စစ်ဌာနချုပ်ကိုရှော့လိုက်တဲ့နှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါမစ်ရှင်ကိုဘရိတ်ဝါရီဖော်မြန်မာအဖွဲ့ဥဆောင်စီမံမှုနဲ့ No More Deterioration အဖွဲ့ Bebe Sebran Phone နဲ့ရနာပေါ်တက်အဖွဲ့တို့ကလှုံ့ဆော်ခဲ့ကြောင်းသိရတယ်ဆရာဘီတက်ဆင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးပြည်စွာတိကောက်စားတော်ကိုရှေ့ဖမ်းပြီးပသိမ်မြို့နယ်မှာဆရာလီစစ်စေုံမှာတိုက်ပွဲမှာတန်ရရပြီးစေကုသမခန်ရဲ့အရာရှိတော်ဒေသော ။စကိုင်းနိုင်တဲ့ဆံမြွနဲ့မှာတိုက်ပွဲဖြစ်ပွားပြီးပြူစောတီကောက်စားတောက်ကိုရှေ့ဖက်မိခဲ့ကြောင်းတေဇာဘီပဲဒီဖန်ဖိုကထုတ်ပြန်နေ။စတရီမာလာ30ရည်နေမှာကမ်ဘလူမျိုးနဲ့ကာပူယာကထလာရဲ့ဂျက်ဖက်စစ်တပ်စစ်ကြောင်းနဲ့ဒေါ်လိုက်တစ်ဖက်တွေတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲတွေစစ်တပ်စစ်ကြောင်းမှာလိုက်ပါပြူစောတီကောက်စားတောက်ကိုတက်ဆက်ပြီးတဲ့တပ်ဖွဲ့ကရှေ့ဖက်စီနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်ဆိုဝါဂျပန်စစ်တပ်စစ်ကြောင်းကအော်တိုဘလော့တရနေ့မှာတက်ဆယ်မြို့နယ်တွင်ရှိတနေရွာကိုဝင်ရောက်ဆင်းနေခဲ့ပြီးပြည်သူပိုင်နေ20ကျော်ကိုမိရှုဖြက်စီခဲ့ကြောင်းထို့ပြင်ကျေးရတရှိပြည်သူပိုင်နေကိုလည်းဝင်ရောက်မှွေနောက်ပြီးတော့ဆန်နေကိုတက်ဆယ်မြို့တွင်ရိတ်ခါပြည်ဆောင်သွားကြောက်သိရတယ်အကြပ်ဖက်စစ်တပ်ကခပေါင်းကြံရွာစတဲ့ကြောက်ကိုလည်းဂျက်ဖိုင်တာတစ်စီးနဲ့ပုံကျက်ဖြက်စီးခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိတော့လဲဆောက်ရိထိမှဖြက်စီးခဲ့ကြောင်းထိုစစ်တပ်ကအော်တိုဘလတ်တော်ရဲ့နေမှာကမ်ပလူမျိုးနဲ့တွေ့ကိုပြန်လည်ဆုတ်ခွာသွားကြောက်သိရတယ်။ ထို့ပြင်ရဝတီတိုင်းပသိမ်မြို့နယ်ရှင်နောက်တာတိုင်းစစ်ဌာနကြောင့်အမှတ်လေးစစ်မြေပြင်စစ်တပ်ရင်မှတိုက်ပွဲတွေ့ရရရှိခဲ့တဲ့အရာရှိတအုပ်စေကူတမှုခိုင်နေစဉ်ဒေသခံကြောင့်ဒေသတွင်စည်းသတင်းမြစ်ကပြောတယ်အော်တိုဘောလနှစ်ရက်နေမှာနာတက်ခါမဆာရလီမှာစေကူတမှုခိုင်နေစဉ်တင်ဆောင်ခဲ့တဲ့အရာရှိတဦးရဲ့အလောင်းကိုရှင်မြင့်တင်မီတကြိုးဆက်ကုန်းဘဝစီစာကားနဲ့ပို့ဆောင်ကလက်နက်ကင်ဆောင်ထားတဲ့စစ်သားရဲ့လိုက်ပိုက်ကားတစ်စီးနဲ့စစ်သားမိန်းမလိုက်ပိုက်ကားတစ်စီးနဲ့အလောင်းတကြိုးသွားကြောင်းသိရတယ်။ ဆက်လက်ပြီးမြင်းချန်နဲ့ညောင်ပြာမီတင်ရွှေခရမန်လေးတိုင်းမြင်းချန်မြို့နယ်တဲကညောင်ပြာကိုစစ်ကောင်စစ်တပ်နဲ့ပြူစားဒီပူပေါင်းဆက်ဆောင်ရောက်လာပြီးအော်တိုဘားကြောင့်ထိတော့ရကြမီရွှေဖြစ်စီခဲ့လူရခန့်နေစီကနေတည်ရတယ်ဒီမှာလ25ရက်ကစတင်ပြီးအင်းအနှစ်ခန့်ပိုင်းစစ်ကြောင်ညောင်ပင်ရောဘက်စီကစစ်ကြောင်ထွားမှဒေသတွင်တော်လိုက်ပွဲနဲ့9ရက်ကြာတိုက်ပွဲဖြစ်ခဲ့တယ် လက်နက်ခဲအပြက်လက်မှုကြောင့်တော်လိုင်းဖွဲ့တွေနောက်ဆုတ်ပေးခဲ့ရပြီးရွာထဲကိုစစ်ကောင်စီစစ်ကြောင်းတွေကမီတင်ရှုတ်ခဲ့ရလို့သိရတယ်။နေအိမ်တွေကပစ္စည်းကိုဖောက်ထွက်ယူဆောင်ပြီးအိမ်ကိုတော့မီရှုတ်ပစ်ခဲ့ရလို့အဲ့ဒီရွာခန့်ကဆိုပါတယ်။ရွာထဲကိုပြန်မွေရတဲ့အကြောင်းမီရှုတ်ခဲ့တဲ့အိမ်ကြီးတိကျကတော့မသိရသေးဘူး။ညောင်ပင်ရွာကမြင်းချက်မျိုးပေါ်နဲ့လင်းမိုက်ခန့်သာဝေပြီးအိမ်ကြီးချောက်ကန်ရှိပါတယ်။ခုရရွာခန့်ရဲ့လျှောက်ကိုတင်ဆောင်နေရပါတယ်။ ဆက်လက်ပြီးစစ်ကောင်းဆောင်တဲခိုးတဲ့လပခါကိုပူပေါင်းဖွဲ့ရင်ရှော့တိုက်တောင်းတဲ့ပြစ်ခတ်မန္တလေးတက်ကတော့နှစ်တရားပြပွဲကိုတက်ရောက်ဖို့လာတဲ့စစ်ကောင်းဆောင်နေခဲ့တဲ့တဲခိုးတဲ့လက်ပိုင်းနဲ့စစ်ဌာနချုပ်တေကိုတရားခွန်မမရှော့တိုက်တောင်းနေတဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ပြည်ဝါရီဖော်မြန်မာတောင်းရှိသူကပြောတယ်မန္တလေးတက်ကတော့ရာပြပွဲခန်းနာကိုစစ်ကောင်းဆောင်တရားမှမို့အရင်နေ့ကလေးကမန္တလေးမြို့83လမ်းကျုံးတောင်ဘက်တရှာကိုလုံခြုံရေးတင်ချက်ထားလို့မြို့ခန်းတွေကပြောတယ်စေကောင်းဆောင်ကမင်းညနေပိုင်းမှာပြည်ဦးလေးမြို့မှာနေခဲ့ရဖြစ်ပြီးဒီကနေ့မနက်ပိုင်းမှာရှင်တန်းနဲ့မန်လေးမြို့ကိုဝင်လာခဲ့ရလို့မြို့ခန်တွေကပြောပါတယ် ဒီကနေ့မနက်6:00နာရီကျမှာ Brave Warrior Farm မြန်မာဖွဲ့ဦးဆောင်မှုနဲ့ Momo Nomo Deterioration Pepper Seven Phone နဲ့ရတနာဘုံတောက်ဖွဲ့တို့ကလာပါခရဲကိုတရားခွန်မှာ short လိုက်တဲ့နှလုံးနဲ့တိုက်ခိုက်ခဲ့ရလို့ဆိုတယ်။စေကောင်းဆောင်မြောက်လာမန်လေးတက္ကသိုလ်နှစ်တရားပြပွဲတရားဖုံးအတူပလာတော်ရညာကပြင်ဦးလင်ကနေမန်လေးကိုလာခဲ့ရမှာလာပါခါမှာခေတ္တတဲခုခဲ့ရလို့ PWR ထုတ်ပြန်တယ်။ ပြစ်ခတ်မှုလုံးဆောင်ပြီးချိန်မှာ M35 တွေဝိုင်းတိုင်းနဲ့ရှာဖွေမှုပြုလုပ်ခဲ့ပြစ်ခတ်တာမရှိလို့ဆိုတယ်။ဒီမရှင်က BWL 46စိတ်များဆင်းဆင်းဖြစ်ပြီးပောင်းရင်ကိုညီပေးခဲ့တဲ့မြေကန်ဖွဲ့တွေကြောင့်အောင်မြင်ခဲ့ရဖြစ်လို့အထူးကျေးဇူးတင်တယ်လို့ BWL ကထုတ်ပြန်ပါတယ်။မန္တလေးတက္ကသိုလ်ရပြပွဲကိုဆိုရင်နေရာတိကျတိအကြောင်းပုံပြီးလွယ်လွယ်ကူကူတိုက်ခိုက်နိုင်ပေမဲ့စစ်ကောင်းဆောင်ကပြည်သူတွေကိုတိုင်းကအနေနဲ့ပြုလုပ်ထားကြောင်းမတိုက်ခိုက်နိုင်တာဖြစ်တယ်လို့ဆိုရင်ပြစ်ခတ်မှုတွေကလပတ်ခရဲကိုရောက်ရှိခဲ့ကြတဲ့အကြောင်းစစ်ကောင်စီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ BW Tower ရှင်းတွေကပြောပါတယ်။ နားဆင်အားပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်